ကဘာပြက်ပေါ်ဖြစ်ဖြစ်သမျှအရာဝိတ္ထုအစူစူသည်တနေ့ကြလင်းဧကံပြက်ရမည်အနိစ္စတရားများသာဖြစ်သည်ထို့ကြောင့်တရဝါတို့ဒီနေရာဤကဘာလောကကြီးလေထိုအနိစ္စနေပေတွင်ပါဝင်ရာကခိုင်မြဲတည်တံ့နိုင်မည်မဟုတ်တနေ့ကြလင်းဧကံမုတ်ချပြက်ရမည်ချေကဘာလောကကြီးပြက်ဖို့ရာအကြောင်းမှာမိရေလေးအပြင်၃မျိုးရှိထို့ကြောင့် ျက်စီရမည်ကိုပါကြည့်နာကြဲချိန်တန်လင်းခြေဦးစွာနေနှစင်းပေါ်လာ၏ရိုးရိုးနေက နေအခါထွက်၍နေတစ်ကညအခါဆက်လက်တက်လာသဖြင့်ညအခါမရှိတော့ပြီထိုနေသည့်ပူလောင်မှုကြောင့်ညငယ်ချောင်းငယ်များ၌ရှိသောရေတွေ၆ခန်းရလေတော်သည်ထို့နောက်၃စင်းမြောက်နေအသည့်ပေါ်လာပြန်သောအခါမြေကြီးများ၌ရှိသော ရေတွေခန်း၆ဤ၄စင်းမြောက်နေပေါ်လာပြန်လျှင် ိမဝန္နာတွင်ရှိအိုင်ကြီး9အိုင်လေး6ခန်းရတော်သည်ထို့နောက်ငါးစင်းမြောက်နေပေါ်လာပြန်လျှင်သမုဒ္ဒရာကြီး6ခန်း၏6စင်းမြောက်နေထွက်ပေါ်လာချိန်မှာကမ္ဘာလောက၌အဆိုးအစေးဟူ၍လုံးဝမရှိတော့9စင်းမြောက်နေပေါ်လာသောအခါကမ္ဘာလောကမျိုးတသိမ်းညာမိဟုံဟုံထလျက်ကာလအတော်ကြာလျင်ကမ္ဘာမြေပြင်မှပထမဆုံးပြင်မပုံတိုင်အောင်မိတော်မိလျံများဆွဲရကား ဟိမဝနာတောင်မြင့်မို့တောင်စัจ java လာတောင်ကြီးများနေတကွာရွှေငွေရတနာနီလာများသာ အလွန်ကြီးမားသောဗိမာန်များလဲမတိမ်မတာမရှောင်သာလောင်စာကြီးဖြစ်ကြရလေတော်ဤမီးလောင်စာ မရှိ၍မီးတော်မီးလျက်ငိမ့်လျက်ပြအမှုတ်မြမကြံတော့သည့်အခါကြမှာကဘာပြည့်ချင်းကိစ္စပြီးတော်သည်ရေဖြက်လေဖြက်ဖို့အလှဲ့ကြုံသည့်အခါ၌လဲ စားငံရီထီ၍မြင့်မြင့်ကြည်ရပုံ လေမုံတိုင်းကြား၍မော့မွားကြည်ရပုံများကိုသိပါလေဤသို့ကမ္ဘာလောကကြီးပြည့်စည်နေရအချိန်ခါသည်နှစ်ပေါင်းမြည်မြကြသည်ဟု မခံမနိုင်လောက်အောင်ပင် ကြာ၏ဆယ်နှစ်တတန်းမှတဖြည်းဖြည်းတက်၍အသက်အသင်ခြေတန်းသို့ရောက်ထိုအသက်အသင်ခြေတန်းမှတဖြည်းဖြည်းဆုပ်၍ဆယ်နှစ်တန်းသို့ရောက်ဤတက်ကဲဆုပ်ကဲတစုံကိုအန္တရကဲ အကြာကဟုခေါ်၏ကမ္ဘာလောကကြီးမီးလောင်၍ပျက်စီးရာနေရာအချိန်ခါသည် ထိုအန္တရာယ်ကပေါင်း64ကပ်ကြာတဲ့ထိုကဲ့သို့ပျက်စီးပြီးနောက်အိမ်တဆောင်ကိုမီးလောင်ပြီးနောက်အိမ်အစ်စ်မဆောက်ခင်ကြံမြဲအတိုင်းတည်နေတဲ့ကဲ့သို့ကမ္ဘာအစ်စ်မတည်ခင် ပြင်းမြဲအတိုင်းတည်နေသောအချိန်ခါသည်လည်းအန္တရာယ်ကပ်64ကပ်မြပင်ကြာတဲ့ထို့သော ကဘာပြည့်နေတော့အခါကြမြဲအတိုင်းပြီးနေတော့အခါဝဲဒရဝါတို့လည်းမိမလောင်သော အထက်ပြင်မှာပုံတို့ရောက်နေကြ၏ကဘာပြည့်လိမ့်မည်ဟု အနှစ်တသိန်းလောက်ကပင်နတ်များကြွေးကြော်ထားသောကြောင့်ကြာကြာသမျှဒရဝါရီရှေ့ကလိုမမေ့မလျော့နိုင်ကြပဲကုသိုလ်တရားပွားများ၍နေကြလေရာကဘာပြည့်ခန့်ဤအခါဝဲအားလုံးပင်မြမပြည်သို့ရောက်ဖို့ရန်ဇံကိုရကြလေသည် ထို့ကြောင့် နိယတမိစ္ဆာဒိဋ္ဌိအယူရှိသူမှာတပါးတရဝဟုသမျှတကဘာလင်းတခါတော့မြမပြည်၌ဖြစ်ကြ၏နိယတမိစ္ဆာအယူရှိသူတို့ကငရဲတတံမစေသေးလင်းလပြည့်သောကဘာသို့ပြောင်းရွှေ့၍ငရဲခံရကြတယ်ကဘာတီဘောထိုကဲ့သို့ကဘာပြည့်ပြီးနောက်တီချိန်ရောက်သောအခါ၌ကဘာပြည့်မှုကြီးရွာသွန်းလာလေသည် ရှေးဥစွာ မိုးဝဲကလေးကစားပြီးတဖြည်းဖြည်းကြီးမား၍အိမ်လုံးတောင်လုံးခန့်မိုးပေါက်တွေကျသဖြင့်ပြည့်စည်သောနေရာတွင်မြမပြည်အထီအောင်ရေးလျင်ပြေးလာ၏နှစ်ပေါင်းတော်ကြာ၍ထိုရေများတဖြည်းဖြည်းခန်းချောက်လေသောမိလောင်သောမြမဘုံနတ်ဘုံတို့တရားရက်တို့ရောက်လျင်မြမဘုံနတ်ဘုံများ၌လည်းတီးပြီးဖြစ်တော်၏ထို့နောက်တဖြည်းဖြည်းရေရော့လာကြရာလူဘုံပြည်သားတို့ရောက်လာလျင်ရေလျင်မရော့ကြတော့ပဲ မြင့်မောက်သောနေရာ၌တောင်ကြီးတောင်ဝင်ခြံဝန်းသောနေရာ၌မြကြီးမြင့်ငယ်ညီညွတ်သောနေရာ၌မြေပြင်ဖြစ်ဖို့ရာ ရေဤအထက်ပေါ်မှာနွားလိုမလိုင်းတက်တကဲ့သို့ခက်ပြစ်ပြစ်ခက်ခဲခဲဖြစ်ရမှာကာလကြာလင်းကြောက်တောင်ကြောက်သားမြေသားတွေဖြစ်ကြရလိမ့်မည်ထိုကဲ့သို့ဖြစ်သောမြေသားသည် အထုယူဇနာနှစ်သိန်း၄တောင်ရှိ၏ထိုမြေသားကို ခံသောရေကအလွန်အေးမြ၍ လေဘူးနေဘူးမတွေ့ရသောရေခဲပြင်ကြီးဖြစ်နေဝယ်ရှိ၏ရေပြင်ကြီးသည်ယူဇနာပေါင်း၄800ခုရာကယူဇနာ၂300မျှသာထူသော မြေပြင်ကြီးကို ဆောင်ရွက်ထားဖို့ရန်တာဝန်ကြီးဝယ်မရှိတော့ပြီ ထိုယူနာ၄800ထူသော မြေပြင်ကြီးကိုကယူဇနာ9000ထူသောလေပြင်ကြီးကပြင်းမြောက်၍ထားတဲ့ထိုလေပြင်ကြီးအောက်မှာလည်း မဆုံးနိုင်သော အာကာသဟင်းလင်းမြေကြီးရှိလေသေးသည်ဒီကဲ့သို့လေတုရေတုမြေတုနှင့် လူဘုံနတ်ဘုံမြမဘုံအစုံအလင် ရှိကြသောကမ္ဘာလောကလည်းငါတို့နေရာဤကမ္ဘာတစ်ခုသာမကရေတက်၍မကုံဆုံးနိုင်လောက်အောင်များပြားလေ၏ထို့ကြောင့်အနန္တစัจ java လာအစုံမရှိသောစัจ java လာဟု ခေါ်စမဲ့ပြုကြသည် ထိုစัจ java လာများတွင်ဂရေတသိန်းလောက်သောစัจ java လာတို့မှာ ြက်လဲအတူ ဖြစ်လဲအတူပင်ဒီစัจ java လာတစ်ခုနဲ့တစ်ခုကွဲပြားအောင်စัจ java လာကြောက်တောင်ကြီးကမဟာတတိုင်းခတ်သလိုရံပက်၍နေလေသည်စัจ java လာသုံးခုအကြား၌လင်ပန်းသုံးချက်ဆက်နေသလို အကြားတစ်ခုရှိ ထိုအကြား၌နေရောင်လေရောင်မထွန်းနိုင်ပေအမြဲမောင်၍နေ၏ထိုအကြားကို လောကန်တရိတ်ငရဲဟုခေါ်၏မိဘသူတော်ကောင်းများကိုစော်ကားသူတို့ ကိတ္တာအတူရာဖြစ်လျက်မစားရမတော့ရပဲထိုလောကန္တရိငရဲ့ဖြစ်ကတစ်ပင်ကိုလင်းလူများတွေ့ကွက်နေသလိုစက်ကြဝလာနေရန်ကိုတွေ့ကွက်နေရမှာ တကောင်နှစ်တကောင်မှောင်တွင် တွေ့ကြသောအခါအစာမက်၍လှန့်အဟက်လိုက်တွင် အောက်ခံရေပြင်ပေါ်သို့ကျသဖြင့်မောမွားကြည်ရလေတည်းထိုပြခဲ့သောစက်ကြဝလာကဘာလောကကြီး၏အလေဘုံ၌ယူဇနာ3600မြင်သော မြင့်မောတောင်တည်ရှိ၏ထို36000တွင်8000တွင်7400မှသမုဒ္ဒရာအတွင်းနှိမ့်မြုံနေသောကြောင့်သမုဒ္ဒရာရေပြင်မှအထက်သို့မြင့်တက်နေသော အထက်ပိုင်းကိုသာ ရေတွက်၍ယူဇနာ7400အမြင့်ဆောင်သောမြင့်မောတောင်ဟုဆိုကြ၏ထိုမြင့်မောတောင်ဤပန်းဝန်းကျင်၌တိဒါခေါ်မြေတစင်းကတတိုင်းခတ်သလိုရံပတ်လျက်နေလေသည် ထိုတိဒါဤအပြင်ဘက်၌ ယူကန်လိုတောင်တည်ရှိ၏အမြင့်မှာမြင့်မို့တောင်ဤတဝက်သာမြင့်၍သမုဒ္ဒရာရေအတွင်းသို့လည်းတဝက်မြှောက်ဝင်လေသည်ထိုယူကန်လိုတောင်ဤပြင်ဘက်၌တီရာမြေချား၍ဤတန်တိုတောင်တည်ပြန်၏ဤဤအတိုင်းမြင့်မို့တောင်ကိုတီရာခုနှစ်တန်နှင့်တောင်စဉ်ခုနှစ်ထပ်တို့ရံပက်တည်ရှိကြလေသည်ထိုတောင်များ၏ ပြင်ပက်နိုင် သမုဒ္ဒရာရေပြင်ကြီးသည်ဆက်ကြဝလာတိုင်းအထိတည်ရှိလေ၏ထိုရေပြင်ဤအလယ်၌ကျွန်းကြီးကျွန်းငယ်အတော်တော်ပေါ်ထွန်းလျက်ရှိရကမြင်းဘုတောင်အရှိဘက်၌ပေါ်ထွန်းသောကျွန်းများကို အရှိကျွန်းထိုအတူတောင်အနောက်မြောက်ဘက်၌ပေါ်ထွန်းသောကျွန်းများကို တောင်ကျွန်းအနောက်ကျွန်းမြောက်ကျွန်းဟုခေါ်ရလေသည်မြင်းဘုတောင်ဤတဝဲရုကန်တို့တောင်ထိန်၌စရုမာရီနတ်ပြည်တည်ရှိ၏ ယခုမြင်နေရသောနေလနက္ခတ်တို့သည်သရုမာရိနတ်ပြည်ဝဲပါဝင်သောဗဝိမံများဟုဗုဒ္ဓဘာသာကျမ်းစာများ၌ဆို၏ထိုမြင့်ဘုတော်ထိတ်နှင့်ညီမြသောအရာဝဲတာရိန်သာနတ်ပြည်တည်ရှိ၏တရားမင်းဆရာတုဒ္ဒသနာကောနတ်မျိုးတော်သည် မြင့်ဘုတော်ထိတ်မှာတည်ရှိပါသည်မာယာတုတိတာ နေမာနာရတိပရနေမိတာဝတ္တဝရီနတ်ပြည်လေးတဲ့အခါ မြေကြီးနေလုံးဝမဆက်ပဲကောင်းငင်မှာပင်အစင်စင်မြင့်ကတည်ရှိကြလိမ့်ပြီပြမဘုံများလည်းထို့အတူပင်ဒုံများဖြစ်ပေါ်လာဖို့ထိုကဲ့သို့လူဘုံနဲ့ဘုံပြမဘုံတို့တည်မီသောအခါအထက်ပြမပြည်၌ရှိသောပြမတို့တွင် အသက်တမ်းဆေး၍ဖြစ်စေကံကုံ၍ဖြစ်စေအချို့ပြမတို့စုတည်ကြလိမ့်ဤထို စုတည်သူတို့တွင် တချို့အောက်ပြင်မာပုံမှာဖြစ်ကြရည်တချို့ကနတ်ပုံ၌ဖြစ်ကြဤတချို့ကဤလူပုံဝဲလူလာဖြစ်ကြရလေသည် ထိုကဲ့သို့မြမပြင်မာစုတည်၍လူပြင်း၌ဖြစ်ကြသောဗမာဦးလူတို့၌မိဘမရှိကြနတ်ပြင်း၌နတ်ဖြစ်ကြသလိုလူပြင်း၌လည်းကံဤအစွမ်းကြောင့်လူကိုကြီးအထင်ရှားဖြစ်လာကြသည် ထိုကပါဦးလူတို့၌ယောက်ျားမင်းမဟု ခွဲကြဖို့ရာယောက်ျားရင်ကမိမအင်ကများလဲမပါကြသေးချေမိသည့်အစားအစာကိုမျှလဲမစားတော့ဖဲနေနိုင်ကြ၏နေလနက်ကတ်တို့လည်းမရှိကြသည်မိမိတို့ဤကိုယောင်ကိုယ်ဝါဖြင့်သာထွန်းလင်းတောက်ပါကုန်လျက်ပြမဖြစ်တော့ငါကဲ့သို့ ကောင်းဝင်၌လှဲ့လေသွာလာနိုင်ကြလေသည်ကိုယောင်ကိုယ်ဝါဖြင့်ကောင်းဝင်၌လှဲ့လေ၍နေကြစဉ်မြေပြင်၌မလိုင်းတက်သလို အလွန်ဝဝင်းသော မြေစီများဖြစ်ပေါ်လာ၏ထိုမြေစီကိုလက်မငြိမ်သူတယောက်ကအစင်းကားဖြင့်လှပါပေသည်အရသာမှာဘယ်လိုနေပါလဲဟုလက်ဖြင့်တို့၍ရဲ့ကြည့်လေတော့အလွန်ချွေစိမ့်သောအရသာရှိသောကြောင့်ကောင်းမှန်သည့်တာဤတဆူဆူဖြစ်နေသည်ကိုအခြားလူတို့မြင်လျင်အတုမြင်အတတ်တင်ကလက်ဖြင့်ကော်၍ကော်၍ရဲ့ရမှာအာမရသည်ဖြင့်စုတ်ခါစုတ်ခါလွေးကြလေ၏ထိုအခါ အရသာကိုတတ်မဲ့မောသောတဏှာဤပူလောင်မှုကြောင့်ကိုယောင်ကိုဝါကွယ်ပြောက်၍အမိုက်မောင်ကြီးကြားရောက်လေတော်သည်ထိုအမိုက်မောင်ကြီးကြားရောက်သောအခါကဗာဟုလူတို့အလွန်ကြောက်ရွံ့ကြလေတော့ထိုသူတို့ကံအားလျော်စွာရဲရင်ချင်းကိုဖြစ်စေတတ်၍သူရိယဟုခေါ်အပ်တော်ရူဇနာ90အကျယ်ဝန်းသော နေဗိမ္မာန်ကြီးပြီးအရှိလောကရမှာထွက်ပေါ်လာ၏ထိုနေဝန်းကြီးက နေဖို့ထွန်းလင်း၍တောင်စွဲကို꿰သွားသောအခါအယောင်တစ်ခုပေါ်လာလျင်ကောင်းလေစွာဟုအလိုဆန္ဒဖြစ်ကြသဖြင့်ဆန္ဒအာလျော်စွာ49ယူဇနာအဝန်းရှိသောလဗိမံပေါ်လာပြန်သည်ဆန္ဒအတိုင်းပေါ်ထွက်လာပြန်သောကြောင့်လကိုဆန္ဒဆန္ဒဟုခေါ်ကြရမှာယခုကာလတွင်ဆန္ဒဆန္ဒဟုအခေါ်တစ်မျိုးပြောင်းရွှေ့လာကြတယ် ထိုနီလာတို့ပေါ်ထွက်လာသောအခါနတ်ခတ်များလည်းတပါးတည်းပါလာ၏ထိုနီလာနတ်ခတ်တို့လှည့်လည်သွားလာရာ ပထမဆုံးအခါသည်မြစည်းမဒေသခေါ်အဖျင်းတပေါင်းလာကွယ်နေဖြစ်၏ထို့ကြောင့်ကဘာဤလာဆန်းစာအခါသည်တကူးလာဖြစ်ရာကကဘာတီဦးတကူးရက်မဆုံးဟုပြောစမဲ့ပြုကြရသည်ထိုကဲ့သို့မြေစီကိုစားခဲ့ကြရမှာယတတနာ အကုသို့အတွေ့မြေစီများရုတ်ရော၍အလတ်လတ်လွှမ်းလွှမ်းဖြစ်နေသောမြေလွာများကို စားတော့ရ၏ထိုမြေလွာများလည်းတဖြည်းဖြည်းရောပါ၍အစိမ့်စိမ့်မွားမွားလွယ်ချောင်းလေးများကဲ့သို့ဖြစ်လာ၏ထိုမြေလွယ်များကိုလွယ်ကြိုဟုခေါ်၏ထိုလွယ်ကြိုများ ကွဲပါသောအခါအခုံးမပါသောတလေးဆန်ပေါ်လာ၏ထိုဆန်ကိုအိုး၌ထည့်၍ဇောတိပါဒနာခေါ်ကြောက်တုံးပေါ်သို့တင်လိုက်လျှင် မိအလိုလိုတောက်၍ကြဲ့ချိန်ရောက်ကအလိုလိုမိငိမ့်လေသည်နေစီမြေလောမြင်ရွယ်တို့ကိုစားသုံးသောအကဝဲခန္ဓာကိုယ်တွင် အစီအသားဖြစ်ပြီးနောက်အဖက်က အနှဲငယ်သာကျဉ်ကြဲ့၏ထိုကျဉ်ကြံသောအဖက်က အလေးများမှဝမ်းမိလောင်ယုံများဖြင့်ကုန်ခန်းနိုင်ကြလေသည်တလေးထမင်းကိုစားသုံးသောအခါကဝမ်းမိလောင်ယုံဖြင့်မကုန်ခန်းနိုင်ပေအကြီးအဖက် ကျင်းကြီးကျင်ငယ်များစွာကျွင်ကြ၏ကဘာဦးလူတို့ဖြစ်စကားကျင်ငယ်လန်းကျင်းကြီးလန်းများလည်းမပါခဲ့ကြပေယခုအခါခန္ဓာကိုယ်အတွင်းမှာရှိသောဝါယောဓာတ်က ထိုအရေဖန်များကိုမှုတ်ထုတ်နေလိမ့်ပြီတို့ဖြစ်၍အရေဖန်များထွက်ဖို့ကျင်ငယ်လန်းပေါက်ကျင်းကြီးလန်းပေါက်များပေါ်ပေါက်လာရလိမ့်သည် ထိုသို့ပေါ်ပေါက်ရ၌ဓမ္မပြီးသို့မရောက်မီကမိမဖြစ်ခဲ့ဘူးသူမှာအဋ္ဌိဘာဝယောပေါ်လာ၍ ယောက်ျားဖြစ်ခဲ့ဘူးသူမှာပုရိသဘာဝယုတ်ပေါ်လာတယ်ကိုင်ကပေါ်ပေါက်ပုံမတူကြသဖြင့်တယောက်ဥစ္စာကိုတယောက်ကတစိမ့်စိမ့်ကြည့်ရှုလေစိတ်ကိုမချုပ်တီးနိုင်ပဲကာမကိစ္စမိဝဲမှုကြောင့်ပညာရှိလူတစုကတားမြစ်၍မရသဖြင့်ကဲ့ရဲ့ရှုပ်ချကဲဒုတ်စသည်ဖြင့်ပြစ်ခတ်ကြလေရာ ပေါ်အောင်ကိုကဲ့ဖို့ရာအိန္ဒိယများကို ပီဆောက်ကြရလေသည်ကဘာဦးကအီလေးထကိုဆွဲ၍ယခုကာလမင်္ဂလာဆောင်၌ဂဲပေါယူပြုကြသည်ဒီနေ့အဖြစ်လူများဖြစ်ကြပြီးနောက်ကံအားလျော်စွာတရိစ္ဆန်တရဝါတို့လည်းပေါ်ပေါက်ကကဘာအစ်တီမိလေတော်သည်